်မင်္ဂလာပါခင်ဗျာစာရေးသူဆရာမကြီးမဝင်းမြင့်ရေးသားသောခမုံအင်းလို့အမည်ရတဲ့ဝတ္ထုကို အပိုင်းသုံးအနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာခမုံအင်းအပိုင်းသုံးမကင်စောဒီပစ္စည်းတို့ကိုခံခန့်သော လွယ်အိတ်တလုံးအတွင်ထဲကတေချာသောရှီနောင်ထုတ်ပိုးပြီးဒေါခင်စင်ရှား၍မိတို့မြမတွေ့နိုင်သောနေရာဝဲတုတ်သိပ်စွာဖြင့်ဖွက်ထားလိုက်လေတော့၏နောက်တနေ့တွင်မကင်စောဒီအကြောင်းမတက်ပဲခွင့်တိုင်စာရေးက ဦးဘောကြီးအားအပေးခိုင်းလိုက်ပြီး ဖခင်ကြီးအားဆက်သေးသို့လိုက်သွားလေ။ကံလျော်သွားဖခင်ဤအလောက်ခန်းအတွင်းဝဲဧည့်သည်တယောက်များမရှိလူချင်းနေသည်။ဟဲ့ဘာကိစ္စများလဲသမီးရဲ့။စရင်တစ်ခုကိုတေချာသွားဆက်ဆဲကြည့်ရှုနေသောဦးစောမောင်ကမျက်နှာညှို့ညိုနေဝင်လာသောသမီးအားအံ့အားတင့်စွာမေးလိုက်၏။မခင်စောသည်ဖခင်နှင့်အနီးကပ်ဆုံးကလေးထိုင်တလုံးမှထိုင်ပြီးစကားဆလိုက်။ဖေဖေ ဒီတခါတော့သမီးကိုရှိရင်တနှားရင်သမီးစကားနားထောင်မှဖြစ်ဖြစ်ရဲ့ဒီမိမချကြီးအောင်ဆောင်းနေတဲ့လူလိန်ကိုအိမ်ပေါ်မှာဗဲနီးနေမှမထားပါတော့နဲ့နော်ဒီမိမချလူလိန်ဖြစ်မှန်သမီးဘလို့သိလဲကွယ်သူကဘလို့လိန်နေတယ်လဲမရအောင်လုပ်တမယအဟုတ်ကြီးထင်နေတော့ဦးစောမောင်ကပော့ပော့ဆဆပြန်မေးလိုက်သူကမိမချမဟုတ်ဘူးဖြစ်ပြီယောက်ျားအစ်စ်အတန်ကိုဖြတ်ပြီးဟန်ဆောင်နေတာ ဟိုနေ့ကတမီးသေးသေးချာချာသိရအောင်တရေရောင်ဆောင်ပြီးလျှောက်တော့လမ်းမီအော်လိုက်တဲ့သူ့အတန်းဟာနှကိုယောက်ျားအတန်းမင်းကလေးပူးတယ်ဆိုတဲ့အချိန်မှာမင်းကလေးအတန်းဆိုပြီးပြောနေတဲ့အတန်းအတိုင်းပဲဖြစ်ပြီးတကယ်မိမစိတ်ဝင်နေတဲ့မိမချအစ်စ်ဆိုရင်အေးမကြည့်ဘူးဟန်ဆောင်နေတဲ့ယောက်ျားအစ်စ်တယောက်ဖြစ်ရင်တော့ကြာရှင်နေရင်မိမိအဖို့လည်းမကောင်းတမီးအဖို့လည်းမကောင်းဘူးတနေ့ကျရင်လူရောပစ္စည်းရောနဲ့တာပစ္စည်းအောင်မကြံဘူးလို့ပြောနိုင်မလားဖေဖေ မခင်စောရဲ့စကားကိုဦးစောမောင်က တွေးပြီးစဉ်းစားနေသည်ယခင်အခါများကမခင်စော ပြောမိခုစကားစားလိုက်လျင်ဦးစောမောင်သည်အစာသုံးနားထောင်ခြင်းမရှိခဲ့ယခုတစ်ချိန်မှာကစဉ်းစားညံ့ဝင်လာဟန်တူသည် မခင်စောတအားတက်လာ၏ထို့ကြောင့်စကားဆက်လိုက်ပြန်သည်အခုဖြစ်နေတာတွေဖြစ်ဖြစ်လည်းအတိတ်သားပဲနတ်ပွဲတစ်ချိန်ချင်းကနေလို့ကုန်လိုက်တဲ့ငွေတွေလောကီလောကုတ္တရာမှာဘာမှအကျိုးမရှိ အရာမထင်ပဲ လူတိုင်းတွေညာစားဖို့ငွေကုန်တဲ့အပြင် မေမေလောက်တည်းမြငုတ်တုတ်ခံနေတဲ့ဖေဖေအဖို့ရှက်စရာလည်းကောင်းပါတယ်။ဂုံနဲ့တိတ်ခါနဲ့တမီးပြူကလေးနဲ့အိမ်တွေရှိရှိရှင်းရှင်းနေရမယ့်အိမ်မှာနှထင်းတွေနတ်ကတော်တွေနတ်ဆိုင်တီးသမားတွေဝင်ကြီးထွက်ချီနဲ့ရှေချုံနေတဲ့လူစုထဲမှာ လူစုတစ်ခုမပါဘူးလို့ဖေဖေပြောနိုင်မလား။နောက်ပြီးဖေဖေအလွန်ရှိတဲ့မေမေဟာရုပ်ရည်ရော အရွယ်ရော ငယ်ရွယ်နှုတ်ပြောပါသေးတယ်။နဆိုင်သီးသမားတွေနဲ့မိမချာရောင်ဆောင်နေတဲ့လူလိန်နဲ့ရင်ရင်နေနေရောရောဝင်ဝင်နေတာဘလို့မှကြည့်လို့မသင့်တော်ပါဘူး။မုံမပြောဘူး။ပြိုခဲ့တော့ဆိုတာလို့တနေ့မှဖေဖေအဖို့စိတ်ဆင်းရဲမှုနဲ့ကြုံတွေ့လာနိုင်တယ်။ဘလို့လုပ်မလဲဖေဖေ။အရှိုက်ကိုထိအောင်ပြစ်လိုက်တော့တမီဤစကားကြောင့်ဥစောမောင်လှောက်ရှားလာသည်။အေးဒါတော့ဟုတ်တယ်တမီ။ အခုဖေဖေအိမ်ပြန်ပြီးမိမချကိုနှိမ်ချရမယ်။ဦးစောမောင်ကပြောရင်ထိုင်ရမထားလိုက်၏။သို့တော်မိခင်ဒေါခင်စင်းဤအရှင်နေဘဲထီအောင်ရောက်နေပြီကိုတိပြီးဖြစ်နေတော့မခင်စောကဤသို့ချူချူတိုင်းတိုင်းလှုပ်လျင်အိမ်တော်တက်တချောက်လုံးအပေါ်ကြီးကနေလာတော့ဒေါခင်စင်းသည် တင်းတင်းရွယ်စောကလည်းကတ်ထားပြီးဖြစ်တဲ့ဖြင့်ဦးစောမောင်၏စီမံမှုကိုဗန်နီးနေမှနာခံမည်မဟုတ်။မဖြစ်တဲ့နာတွေဖြစ်ကုန်မည်ဟုမခင်စောက တွင်းမိ၏။ နေပါအောင်ဖေဖေ ထိုင်ပါအောင်တနည်းအကြံတစ်ခုပေးပေးရစီအောင်ထားခင်ရင်လမောင်းကိုဆွဲကမခင်စောကတောင်းမှန်လိုက်ဦးစောမောင်က ပြန်ထိုင်လိုက်သည်အင်းပြောပါအောင်တမီယခုမှဖြစ်ပေါ်လာသည့်အရှင်တွေကိုစဉ်းစားမိတော့ဦးစောမောင်ဤရှင်နေဝယ်စိုးရင်စိတ်ကမိုးနေသည်ဖေဖေတခြားလုံးအချော်ပေးလာခဲ့တယ်မဟုတ်လားအိမ်မှာနှကွန်းတင်မဲဆိုတော့ကတမီးတတိပေးခဲ့သေးတယ် အဲ့ဒီတော့ငါဖေဖေအလျှော်ပေးလာခဲ့ပြီးအခုမှဟုံတိုင်းတိုင်းနှင်ချရင်မေမေကဘယ်နည်းနည်းမှနာခံမှာမဟုတ်ဘူးအေးအေးတက်တာစီစဉ်ပါဖေဖေရဲ့ဘလို့စီမံရမလဲသမီးမယားကို မျက်စိမိတ်ရှိတော့မယားထိဓာကြီးဟူသောလူစားမျိုးဥသောမောင်ကသမီးထံအကြံဉာဏ်တောင်းလိုက်ရန်ကုန်မှာမေမေညီမရင်းတယောက်လုံးရှိနေတာပဲဖေဖေကဒီကတယ်လီဖုန်းနဲ့အကျိုးအကြောင်းအသိအသိပြောလိုက်ပေါ့မေမေကိုအကြောင်းတစ်ခုပြပြီး ရန်ကုန်ကိုလျှော့လွှတ်လိုက်မမေသွားမှအိမ်ပေါ်မှာရှိတဲ့နတ်ကတော်တွေနတ်ကွန်းတွေဖေဖေနဲ့တမီးကြည့်ရှင်းမယ်မကောင်းဘူးလားဖေဖေဦးစောမောင်ရင်မျက်နာကြည်လင်သွားသည်အေးကောင်းတယ်တမီးဖေဖေလည်းခုမှတတိယနဲ့ဟုတ်ပြီဒီအတိုင်းတော့မယ်ဟေးဦးစောမောင်ကအပါတရပြောလိုက်။မခင်စောကဖခင်မျက်နာတို့အတန်ငယ်စိုက်ကြည့်လိုက်ပြီ။တကယ်လို့တော့ဖေဖေ ကြောကြာမင်းမင်းရှိရောက်ရင်တစ်ချက်ငေါလိုက်တာနဲ့ကြောက်ပြီးဘာမှမပြောရဲမဆိုရဲဖြစ်နေရင်တမီးဖေဖေတို့နဲ့မနေတော့ဘူးတကယ့်ကိုဒီအိမ်ကထွက်သွားမှာဖေဖေမခင်စောကလှိုင်လဲသောအတန်ဖြင့်ပြောလိုက်ဦးစောမောင်ကရှက်ဟန်ဖြင့်ရဲပြီးစိတ်ရှပါတမီးရဲ့ဟုခတိပေးလိုက်တမီးပြန်မယ်ဖေဖေအေးအေးအေးဦးစောမောင်ဒီဆက်ထဲမှာခါတိုင်းအချိန်မဟုတ်ပဲစောစောပင်ပြန်လာသည် အိမ်ခန်းထဲဝယ်ဒေါခင်စင်းတယောက်တအိရာလုံးမှွေနောက်ကစိတ်တူနေသည်ကိုတွေ့ရ၏ဘာဖြစ်လို့လဲအစင်ဦးစောမောင်ကပြန်ကျဲပွာရောင်းနေသောအိရာနှင့်ဒေါခင်စင်းကိုတလဲစီကြည့်ကနားမလဲသောမျက်နှာဖြင့်မေးမြန်းလိုက်သည်တော့ပြောင်းနေလို့အကိုကြီးဟောဟိုပစ္စည်းဒီတို့ဖွင့်နေတော့ဒေါခင်စင်းကမွေးရကြီးကိုဆွဲဆောင်ခိုင်းဖြေလိုက်သည်ငွေယူမလို့လားအစင် ပင်မှန်းပါတယ်ကွာနောက်မှအေးစေးရရှာပါအထားမတော့ဖြစ်မှာပေါ့အခုလောလောဆယ်ငွေလိုရင် အကိုကြီးအိတ်ထဲမှာဆန်အိတ်ဖိုးဓာချေထားတဲ့ငွေ900ကျော်ရှိယူမလားမက်ခင်စောနဲ့ဒေါခင်စင်းတို့တာမီအကြောင်းရင်းကိုမသိချာတော့ဦးစောမောင်ကစေတနာဖြင့်ပြောလိုက်လောလောဆယ်လိုတာကငွေမဟုတ်ဘူးအကိုကြီးရေစိန်ချက်ကြက်သေးနဲ့စိန်လက်စို့ယူမလို့ဒေါခင်စင်းကအယခင်ကိုဘလုံးမတွေးခါရင်ပြောလိုက်ဦးစောမောင်အာအာတင်သွားသည် ဘာစိန်ရှက်ကြတဲ့နဲ့စိန်လဲဆိုဟုတ်လားဘာလုံးမှလဲအစင်းရဲ့အိုးအကိုကြီးကလည်းအမေအမြန်ထူလိုက်တာညီမလေးအတွက်နွယ်အတွက်ပါသူ့ခင်ဗျာစိတ်ငယ်နေမှာဆိုလို့အိမ်အောင်တက်တစ်ချောင်းလုံးလင်းယောက်ကြားရဲလို့မြည်သေးအခါမှာဂယုမဆိုင်ပဲစိတ်တိုင်းကြသဘောကြလှုပ်ချင်ရလှုပ်လာခဲ့သည့်အလျောက်ဒေါခင်စင်းကဖြောင်းဖြောင်းပွင့်ပွင့်ပင်ဖြေလိုက်ဦးစောမောင်၏မျက်နှာကိုကမကြည့်ပေတော့ကိုယ်သာမဲပြီးရှာနေသည် ဦးစောမောင်၏မျက်နှာမှာရိတ်ကနေညိုယောင်တန်းသွားသည်တဖက်ခမ်းမှမခင်စောကဖေဖေတက်တိရှိရှိမှ ပြောပါမလားဟုရင်တထိတ်ထိတ်ဖြင့်နားဆွင့်နေရမှာငါအကျံဦးတို့တော်သေးရဲ့ဟုတွေးလိုက်မိ၏ဩအဆင့်ရေရန်ကုန်ကတယ်လီဖုန်းလာတယ်ကွအဲ့ဒါပြောမလို့အကိုကြီးဆော့ဆော့ပြန်လာလိုက်တာဦးစောမောင်ကအတန်မှန်ဖြင့်ပြောလိုက်သည်ဘာတဲ့လဲမှန်ကုန်အန်ဆွဲကိုခွင့်ကနှိုင်းနှိုင်းချွတ်ချွတ်ရှာဖွေနေရမှာ လက်မကြည့်ပဲဒေါခင်ဆင်းကမေးလိုက်။အစင်အမစီကလေသူမင်းညကမူးလဲသွားတာဆရာဝန်ခေါ်ရမယ်ဆိုတာပဲ။နေမကောင်းတဲ့အခိုက်ညမကိုတွေ့ကျင်လို့တဲ့။အဲ့ဒါအစင်သွားလိုက်ပါဦး။တဖက်ခန်းကနားဆွင့်နေတော့မခင်စောသည်။ကိစ္စချောချောမောမောဖြစ်ပါစေဟုဆူတောင်းနေသည်။အိုးတယ်လီဖုန်းတော်ကိုတိုင်ပြောနေနိုင်မှာတော့အရှိနေကောင်းလို့ပေါ့။အစင်သွားစရာမလိုသေးလို့လား။ဒေါခင်ဆင်းကဂယုမဆိုင်ပြောလိုက်သည်။ ဒေါခင်စင်းဤအာယုံဝဲလင်းတမီဆွေမျိုးဟူ၍မရှိတော့တင်တွင်နေတယောက်သာလျင်ရှိလေတော့ဤတွားလိုက်ပါအဆင့်ရအကြောင်းကိစ္စနဲ့ခေါ်တာပဲဦးစောမောင်ကချောမော့တော့နေတန်ဖြင့်ပြောလိုက်သည်ဒေါခင်စင်းကစကားပြမပေးတခုတော့အန်ဆွဲကိုနှိုက်နေရမှာဟောအခုမှတွေ့တယ်ဟုတ်အားရဝမ်းသာပြောကတော့ကိုယူပြီးဗီဒီယိုရှိရသူရှင်းလန်းပြင်လိုက်ဤ အင်းများလောက်ဂယုမဆိုင်လုပ်နေတယ်ကိုခါတိုင်းအချိန်ကဆိုလည်းရင်ဥစောမောင်လှည့်လည်လို့ရှုနိုင်ခွင်းလွန်နိုင်တော့လေယခုမူတမီးတတိပေးချက်အတိုင်းတဝေမသိမ်းမှန်ကန်စွာတွေ့နေရသဖြင့်ဝန်တော်စိတ်ပေါ်လာသည်တစုံတရာပြောဆိုခြင်းမပြုဘဲဒေါခင်စင်လက်ထဲမှတော့ကိုလင်းမြန်စွာဆွဲယူလိုက်အဖေအခါမှမျှော်လင့်မထားသောအပြုမူမျိုးဖြစ်သဖြင့်ဒေါခင်စင်အာအတင့်သွားသည်ဥစောမောင်ကတော့ကိုရှက်အင်းကြီးအတွင်အိတ်ထဲသို့ထဲလိုက်သည် ဘာလို့တာလဲအကိုကြီးပေးပါတော့ဒေါခင်စင်ကစိုးနေကြနှဲ့နေကြနေတဲ့အပြင်ပြန်တောင်းလိုက်နေပါဦးအစင်ဒီနတ်ကတော်ကိုဘာဖြစ်လို့ဒီလောက်အလောတကြီးအဖိုးတန်ပစ္စည်းတွေကိုပေးချင်နေရတာလဲအကိုကြီးပြောတဲ့ကိစ္စကို ဖြေပေးစမ်းရန်ကုန်သွားမလားမသွားဘူးလားမတင်းစဘူးတင်းလိုက်တော့ဦးစိုးမောင်ကြီးလေတန်းကိုဒေါခင်စင်အံဩမကုန်နိုင်ဖြစ်သွားလေသည်မဖြစ်ရင်အကိုကြီးတော်မပေးဘူးပေါ့မပေးဘူး ။ဦးစောမောင်ရဲ့ဖြေကဒူတောင်းလာ၏။ဒေါခင်စင်းရဲ့အမူအရာကလှည့်မြန်စွာပြောင်းလဲသွားသည်။ကြည်လင်သောအတန်ဖြင့်ခဟဟပပကလေးကျေက။အော်အကိုကြီးကဒေါပွားသွားတာကို အစင်ကတော့ချာမတွေ့လို့စိတ်တူနေမိတာပါကိုကြီးရဲ့။ဘယ်တော့သွားစီခြင်းတလဲဟင်။ဒေါခင်စင်းကဦးစောမောင်၏လက်မောင်းတစ်ဖက်ကိုမှီတွယ်ရင်းလျှော့လိုက်သည်။နတ်ပြမနာခတ်စောသောသွားဖို့အိမ်ကကားနဲ့ပဲသွား။ဦးစောမောင်ကခက်တီတီပြောလိုက်၏ ။နဲ့ကိုအဖို့ခေါ်သွားမယ်လေကိုကြီး။မခေါ်နဲ့တယောက်ထဲသွား။ကိုပါကြီးလိုက်ပို့ပေးလိုက်မယ်။ဒါဆိုရင်လည်းတပတ်ခါလောက်မှသွားမယ်နော်အကိုကြီး။တပတ်ခါဆက်ဆက်သွားရမယ်နော်အဆင့်။ကိုကနေမကောင်းလို့မှားတာ။တော်ကြာအကိုကြီးကမလို့ဘူးထင်ထင်ပြီးစိတ်ဆိုးနေုံမယ်။ဦးစောမောင်ကတပတ်လျှော်လိုက်။ကဲတော်ပေးပါအကိုကြီး။ဒေါခင်စင့်လူရင်းကို တောင်းလိုက်။တပတ်ခါရန်ကုန်စင်းကနေမှတော့ကိုပြန်ပေးမယ်။ ။ဦးစိုးမောင်ကထိုမျှသာပြောပြီးအခန်းထဲမှထွက်သွားလေသည်။ဒေါခင်စင့်သည်မခံချင်းမခံသာကြံခဲ့ရမှတော့ကိုရအောင်တောင်းမြည်ဟုသောစိတ်ကူးဖြင့်ဦးစိုးမောင်နောက်သို့ထွက်လိုက်လာသည်။သို့တော်ဦးစိုးမောင်က ကားပေါ်တက်ခါထွက်ခွာသွားလေပြီ။ဒေါခင်စင့်၏ဒေါသကပောက်ကွဲမတက်ဖြစ်သွားလေသည်။မကင်စောသည်ရှံအတွင်းကြီးကန်းကော်ပင်ရင်းမှခင်းထားသောကော့ပြစ်ပေါ်ဝဲစိတ်လက်ပေါ်ပါရှင်လန်းသွားပြင်ထိုင်းနေ၏။ဗီဒီယိုကိုမခွင့်ရသဖြင့် ပစ္စည်းအနေထားကိုမသိသေးတဲ့ဖြင့်လောလောဆယ်တမီအေးသည်တပတ်ကမိခင်ဒေါခင်ဆင်းသွားလျင်ဤနဂရော်နှင့်ဤနကွန်းသည် အိမ်ပေါ်မှရှင်းသွားပေမည်ဟုတွေးကာနှင့်သိမ့်မိ၏ဒေါခင်ဆင်းကတပတ်ခါမှသွားမည်ဆိုသည်ဖြင့်ယနေ့ညနှင့်နောက်ပြန်ညအတွက်မခင်စောသည်လုံးဝမအိပ်တော့ပဲမိခင်အိတ်ခန်းနှင့် တင်တင်ွယ်အိတ်ခန်းအကြားမှရှိသောထမင်းစားကန်းတွင်အကြောင်းတစ်ခုခုရှာကညာလုံးပေါက်ထိုင်နေပြီတော့မည်ဟုတွေးရင်း စောစောစီစီထမင်းစားပြီးတရေတမောအိတ်ထောင်းအုံးမှဟူသော စိတ်ကူးဖြင့်ထာယာမထမိဟန်ပြင်လိုက်လျင်ပင်မိသည့်အချိန်ကရောင်မှန်းမသိရောက်နေသော တင်းတင်းရွယ်ကအတန်ပြာကလေးဖြင့်ညီမလေးရဲ့စကားပြောရအောင်ဖန်ဆန်းပါဦးပြောပြောဆိုဆိုမခင်စောကြီးပခုံးကိုလိုက်ဖြင့်ခန့်ညစ်ညစ်ဖိကန်ကထိုင်ခိုင်းလေ၏မခင်စောသည်တင်းတင်းရွယ်ဤလက်ကို ပုတ်ချကာထာယာမနှိမ်မြန်စွာထပြီးတင်းတင်းရွယ်နှင့်မျက်နှာချင်းစာရက်လိုက်သည်မင်းအင်မတန် ဟန်ဆောင်မှုကောင်းတဲ့လူလိန်လူညာပဲတနေ့ကကြောက်လန့်နေကြအော်လိုက်တဲ့မင်းကလေးအတန်အခုဘာမှခွက်ထားတယ်နဲ့ဟမ်မခင်စောကအတန်တင်းတင်းဖြင့်မေးလိုက်သည်ငါပခုံးကိုရာရာဆဆထိကင်တဲ့အတွက်လဲငါကတုံ့ပြန်ရအောင်ပါပေါ့မခင်စောကပြောပြောဆိုဆိုလက်ဝါးဆောင်ခုတ်ရန်ကြည်လိုက်သည်တွင်တင်းတင်းနယ်သည်နောက်သို့လှင်မြန်စွာဆုတ်ခါအိမ်ဘက်သို့လှည့်ပြေးသွားလေသည်အေခန်းဝတွင်မကြည်လင်သောမျက်နှာဖြင့်ခါမဘက်သို့မျောနေသောဒေါခင်ဆင့်ကိုတွေ့ရ၏ မမစင်အတန်ကြောင်ပြပြမဟုတ်တော့ပဲငကိုတန်ဖြင့်တင်းတင်းရွယ်ကခတ်အုပ်အုပ်ခေါ်လိုက်။မောင်ဒေါခင်စင်ကလှည့်ကြည့်ပြီးထူလိုက်သည်။မောင်နဲ့မမစင်တို့အရှင်ခီးမှာမမစင်သမီးကအနှောက်အယှက်ပေးလိုက်မယ်ထင်တယ်။မောင်ငကိုတန်ကိုသူတိသွားပြီ။မမစင်ယောက်ျားကြီးကိုတိုင်ရင်မောင်နဲ့မမစင်ကွဲရနိုင်မယ်။မောင်တော့မမစင်နဲ့ကွဲရရင်ဖြေလို့ရမှာမဟုတ်တော့ပါဘူး။တင်တင်ရွယ်ကဝမ်းနဲ့ပတ်လက်ပြောလိုက်၏။ ဟုတ်လားတမီးကဘလို့သိပြီးဘလို့ပြောလိုက်တို့လဲဒေါခင်စင်းကပြပြတလဲလဲမေးလိုက်ဟောဟိုခန်းကော်ပင်အောက်မှာမောင်ထိုင်နေတဲ့အခိုက်သူရောက်လာတယ်လေမျက်နာကလည်းပြုံးကြည့်စီနေမောင်ရဲ့တဲ့ရုပ်ရှောသလောက်အတန်ကလည်းตาရပါတယ်တဲ့အစိုးကိုမှန်တဲ့အတိုင်းဝန်ခံစမ်းပါမောင်ယောက်ျားအစ်စ်မဟုတ်လားတဲ့သူဘလို့သိတယ်တော့မပြောတတ်ဘူးမောင်ကလည်းမမဆင့်ကိုသာရှင်းနိုင်တာမဟုတ် ူအနာကမြန်မြန်ခွာခဲ့ရတယ်။မစားရတဲ့အမေတဲနဲ့ပတ်မှဖြင့်တိန်လုံးမှာရှုပ်ရှားအနာပိုင်ဖြစ်နေသောဒေါခင်စင်အားတင်းတင်းွယ်ကလှုပ်ကြံဆက်ခင်းလိုက်။ဒေါခင်စင်ဤဒေါသလန်းချောင်းသည်ဥသောမောင်စီတို့ဥတီယာမှာတမီးမခင်စောဘတ်တို့လှဲ့သွားနေသည်။ငါချစ်သူကိုလူယူတော့မယ်ထင်ပါရဲ့။ဟူသောအတွေ့ကငယ်ထိတ်ကိုတွေးရောက်သွားစေသည်။တင်းတင်းွယ်ကစကားဆက်လိုက်ပြန်၏။ကြကြာနေတို့အရှိလာမယ်မထင်ဘူးမမဆင်။ မောင်ကိုတကယ်ရှင့်ရင်မောင်မျက်နှာမငယ်ရအောင်ယူသိမ့်ယူထိုက်တဲ့ပစ္စည်းယူပြီး မောင်နောက်ကိုလိုက်ခဲ့ပါတာမမဆင့်ရဲ့တင်တယ်နယ်ကအစွမ်းကုန်ယူလိုက်သည်မိမိရှိသူကိုလူယူရန်ကြံသူရှိနေပါကလားဟူသောဝင်းဒိုစိတ်ကထထောင်းလာသောအခါဒေါခင်ဆင့်သည်တင်တယ်နယ်အားမမောမှုပိုးလာသည်တမီးကိုလည်းဒေါသပြက်လာသည်မမဆင့်စဉ်းစားအောင်မယ်လေမောင်ဟန်မပြက်တာနေလိုက်စမ်းပါ ဒေါခင်စင်းကထိုမျှသာပြောပြီးမက်ခင်စောရှိနေတော့ဂန်းကော့ပင်စီတို့တတ်တွက်ကြီးထွက်သွားနေသည်နှဲ့ကိုညီဘလို့ပြောလိုက်တာလဲတမီးရင်းမင်ဖြစ်နေကြတာကာမတဏစိတ်မှုန်နေပြီဖြစ်တော့ဒေါခင်စင်းကလင်လူပတ်လိုသဘောထားကခတ်ထန်သွားမေးလိုက်မက်ခင်စောသည်ဒေါသချင်းကြောင့်ရဲရဲတောက်နေသောမိခင်မျက်နှာကိုကြည့်ပြီးလေတံအေးအေးဖြင့်ပြောလိုက်သည်ဘလို့ပြောရမှာလဲမေမေမှန်တဲ့အတိုင်းပြောလိုက်တာပေါ့ မခင်စောဤအဖြစ်ကိုကြားရသောတင်းတင်းတွင်ပင်တိုင်သည့်အတိုင်းမှန်နေပြီဟုဒေါခင်စင်ကယူဆလိုက်သည်ဒေါသအချိန်ကပိုတက်လာသည်ညီကသူ့အပေါ်မှာဘလို့သဘောထားပြီးဘာအတိတ်ပဲနဲ့ပြောတာလဲအေးဒေါခင်စင်ဤလေတံမှာမိခင်ရင်တယောက်ဤလေတံမှာမဟုတ်တော့ရှိအမိုက်မောင်က ဖုံးလွှမ်းနေပြီဖြစ်၏မခင်စောကမူမိခင်မှော်နေပြီဖြစ်ကြောင်းသိလိုက်သည်သမီးကိုဒီလောက်ဒေါသတကြီးဖြစ်မနေပါနဲ့မမေရဲ့ ဘာတွေဖြစ်နေလဲဆိုတာအလုံးသမီးသိပါတယ်ဖေဖေကိုဖွင့်တိုင်ဖို့မတင်တဲ့အတွက်မခင်စောရေးစကားမဆုံးမီဘာတိုင်မှလဲညီလူငယ်ပြပြနေနွယ်နဲ့ပတ်သက်ပြီးဘာမှမချုပ်နဲ့ဟုခတ်ထန်သာပြောလိုက်ပြီနေလို့မဖြစ်တော့တော့ပါမမေမမေနဲ့နွယ်နဲ့ဘလို့ဖြစ်နေတယ်ဆိုတာသမီးအလုံးသိပါတယ်မခင်စောရေးစကားကြောင့်ဒေါခင်စိတ်မျက်လုံးများပြာဝေသွားသည် ဒေါခင်စင်ဘာကိုမှမစင်သာအတိအမြင်မရှိတော့ဘေး။အော်ဒါကြောင့်မအိလက်ထဲကလူဖို့ကြံတာဗော။ကြံအောင်ဖယ်။ဒေါခင်စင်ကပြောပြောဆိုဆိုမခင်စောဤပါကိုဘဲပြန်ညာပြန်နှစ်ချက်အများဆက်ရိုက်ပြီးလင်းမြန်စွာထွက်သွားလေလီ။သူနဲ့သူ့အသေးကြော်နွယ်တို့အီအိမ်မှလွတ်ရလို့ကြောင့်အများဆုံးစီစဉ်မှတော်တော်မြည်ဟုလဲစဉ်းစားလိုက်မိ၏။မခင်စောသည်ပူဆက်နာကျင်နေသောပါးနှစ်ဖက်ကိုလက်ဖြင့်အုပ်ခါ ကွက်ပြပေါ်တွင်ထိုင်ရှားလာ၏ဒိန်းတလိနှင့်ပူးလျင် လူတမ်းမှုအတိဖြစ်နိုင်သောဤကိစ္စကြီးကိုဟခင်အားအတိပေး၍မဖြစ် မခင်စောသည်ရှက်စိတ်ဝမ်းနည်းစိတ်ဒေါသစိတ်မခံကျင်သောစိတ်ဖြင့်အန်ကျိတ်ကမျက်ရည်ဖြန်ဖြန်ကြရာမှတပတ်ခါမေမေရန်ကုန်သွားပြပါစေတော့ဟူ၍သာကျိတ်၍စူတောင်းမိရှာလေတော့သည်မိခင်အားတညာလုံးအလင်မပေးဘဲစောင့်မြည်ဟူသောရည်ရွယ်ချက်ဖြင့် မခင်စောသည်ထမင်းစားကန်းစပွဲတွင်စာကြက်နေလေသည်မိခင်ဒေါခင်စင့်ကထမင်းစားကြင်ကလေးမှသာခဏထွက်လာသည် အခန်းအောင်းနေ၏ဘာလုံးနေသည်ကိုကမခင်စောမသိပေတမီးကိုယ်တည်းလုံးဝစကားမပြောဖခင်ဦးစောမောင်ပြန်လာသည်ကိုလည်းခရီးဥကြူပြောဆိုနှုတ်ဆက်ခြင်းမရှိချေကိုအတိကိုအမည်ကိုအတွေးကိုစီရှိနေကြ၍လဲမိသားစုသုံးယောက်မှာတယောက်ကိုတယောက်စကားမပြောကြချေတင်းတင်းွယ်လဲသူ့အခန်းထဲကမထွက် တအိမ်လုံးမကြည်မသာဖြစ်နေသည်ကိုအကဲခတ်မိသောဥပကြီးကလည်းမိဖို့ကြောင့်မှစိတ်ငြိမ်စွာကုတ်ကုတ်ကလေးလှုပ်ရှားရှိတယ်ကိုလုံနေသည်အချိန်မှာည10နာရီကျော်ဖြစ်၏ဖုံးစံအတိုင်းဥဆောမောင်ဤဟောက်တန်သည်ကျဲလောင်စွာထွက်ပေါ်လာသည်တအိမ်လုံးမိမ့်မိတ်အိတ်ကုန်ကြပြီဖြစ်တော်လေမခင်စောတယောက်သာထမင်းစားကန်းနဲ့မိဖွင့်ပြီးစာကြည့်နေသည်စိတ်ကဆောင်းနေတော်လဲမခင်စောဤဥကောင်းမှမထူနိုင်တော့ရှိပါးရိုက်ခံရသည့်ထံ ။ငိုထိုင်ရသည့်အချိန်ကြောင်းပြင်းထန်စွာခေါင်းကိုက်နေရှာသည်။စိတ်အားကိုတင်းမာတော့လဲဝေဒနာကိုတားဆီး၍မရရှိ။စတနာရီခွဲလျင်ကမကင်စောသည်ဇပွဲပေါ်လက်မောင်းတင်ကဦးကောင်းကိုမှီးပြီးမှီထားရမှအမှတ်မထင်အိပ်ပျော်သွားနေတော့သည်။မကင်စောမကင်စောဟုဇပွဲကိုပုတ်ပြီးနှိုးလိုက်တော့ကိုပါကြီးကြောင့်မကင်စောမျက်လုံးဖွင့်ကြည့်လိုက်။မိုးစင်စင်လင်းနေပါဘကော တထေးကတော်ရောတင်းတင်းတော်ရောမရှိတော်ဘူးမခင်စော ကိုပါကြီးကခတ်တိုးတိုးပြောလိုက်မခင်စောသည် ကိုပါကြီးဤမျက်နှာကိုမကြည့်သူရှိတူယူရှိဇပွဲပေါ်မှာဖျက်ခင်းလျက်သာရှိနေသောစာအုပ်ကိုအတိတ်ပဲမကြည့်စာကြည့်နေသည်မစွားခင်ကပင်ဤအဖြစ်မျိုးဖြစ်ကောင်းဖြစ်လိမ့်မည်ဟုကြိုတင်စဉ်းစားထားမိသဖြင့်တိတ်အံ့ဩခြင်းတော့မရှိလားသို့တော်ဤမျက်နှင်ပြန်စွာပြုတ်မှုလိမ့်မည်ဟု၍ကလုံးဝမထင်မိပေ ငါအိပ်ပျော်သွားမိလေချင်းဟူ၍သာကိုကိုကိုဒေါသဖြစ်မိသည်လူမသိအောင်အုံဆိုင်မိဖို့စီစဉ်ပါမှလူကြားမကောင်းသည့်အဖြစ်မျိုးဖြစ်သွားသည်ဖြင့်ယူကျုံမရဖြစ်မိသည်မခင်သောငိုင်းနေစဉ်မှာကိုပါကြီးကမပွင့်တပွင့်ပြောလာ၏မင်းကလေးခဏခဏဝင်းနေတာနဲ့ဟိုမိမချာကယောက်ျားစိတ်ပြန်ဝင်သွားတယ်ထင်ပါရဲ့မခင်သောကကိုပါကြီးအားဆက်ကနေမော်ကြည့်လိုက်ပြီးထိုင်ရမှထားလာ၏ဖဖေရောဦးလေးအင်းရှေခမ်းပါလား ိမ်ခန်းထဲမှာလာမသိပါဘူးကွယ်တော်တော်စိတ်ထိခိုက်ရှာနေတယ်မျက်နာကိုမဲနေတာပဲမကင်စောဒီကိုပါကြီးအားတစုံတရာပြန်ပြောခြင်းမပြုတော့ပဲဖခင်အားလိုက်ရှာသည် နကုံးဆောင်အတွင်းဝဲမင်းညီနောင်နဲ့ရုပ်ရှိတက်တဲ့၌လက်သီးဆုပ်အန်ကျိတ်ခါရက်နေတော့ဦးစောမောင်အားတွေ့ရ၏ဖေဖေမကင်စောကညင်သာစွာခေါ်ကဖခင်ဤလက်မောင်းကိုဖတ်လာ၏ဦးစောမောင်ကတမီးအားလှည့်ကြည့်လိုက်သည် အင်မတန်အကြံဉာဏ်ပေးကောင်းတဲ့သမီးအစီအစဉ်ကောင်းတဲ့သမီးဒီကိစ္စမှာနင်ဝင်မစီမံရင်အဆင့်ကဒီလိုဖြစ်သွားမှာမဟုတ်ဘူးအခုတော့သူ့ကိုအဝေးပို့တော့မယ်ဆိုတာရိတ်မိလို့အခုလိုထွက်သွားတာဦးစောမောင်ကသမီးဖတ်ထားသောလက်မောင်းကိုစောင့်ယုံပြီးရှစ်လတော့မရသောကြောင့်သမီးကိုအပြစ်ဖို့လိုက်သည်မခင်စောပါဇက်အဟောင်းသားဖြစ်သွားတော့၏အကျိုးလိုလိုညောင်ရီလောင်းကမှာ ပတ်ထန်းနှင့်တွေ့နေရပြီပေါ့ကောငါစေတနာကိုအဖေနှင့်အမေမတိလေခြင်းဟု မခင်စောတွေးကဝန်းနေလာသဖြင့်မျက်နှာကိုလက်နှင့်အုပ်ကရှာကြည့်တဲ့ငင်ကိုလိုက်လေတော့သည်အခုမှငိုမနေနဲ့အဆင့်အခုလိုဖြစ်ရတဲ့အကြောင်းရင်းဟာနေမယ်သူတို့ဘာသာသူတို့အလိုက်ထိုက်နေနေတာကို နေခဏခဏအဆင့်ကိုအပြစ်တင်နေတို့လူတဘာဝအတိုင်းအရွယ်တိုက်ချင်တဲ့စိတ်နဲ့ထွက်သွားရချာတာအခုတော့ကောင်းကြတာပေါ့ အတွင်းပစ္စည်းရှိသမျှလည်းဗီဒီယိုဖွင့်ပြီးတက်တာလိုက်မှသွားပြီပစ္စည်းဆိုတော့ဒီအိမ်တစ်လုံးနဲ့ဆက်ပဲကြံတော့တယ်ငိုနေသောသမီးကိုဦးစောမောင်ကဒေါသဖြင့်အပြစ်သာတင်နေလေတော့ဤသို့တော်မခင်စောသည် ဖခင်ကို စိတ်မဆိုးရှိဒေါခင်စင့်အာဦးစောမောင်မြေးများရှိသည်ကိုသိ၏ထို့ကြောင့်မယားအတွက်တက်ခင်ပြက်များပူဆွေးနေသောဖခင်ဤအပြစ်တင်တန်ကိုမခင်စောပွင့်မယူ ပစ္စည်းတွေကုန်ပြီးခုပြောနေတော့ဦးစောမောင်အားတနာလာတဲ့ပြင်အားပေးရန်စကားဆလာ၏ပစ္စည်းတွေကုန်ပြီရဲ့လို့အားမငယ်ပါနဲ့ဖြစ်ဖြစ်ဒါတွေတမီးကြိုတင်စဉ်းစားမိလို့မခင်စောသူပြောလို့တော့စကားကိုဆုံးအောင်ပြောခွင့်မရလားရှိတော်တမီးတော်ဒီနေ့ကစပြီးဖြစ်ဖြစ်ကိုဆရာမလုပ်တော့နဲ့ဦးစောမောင်ကဟန်တားလိုက်ပြီကိုပါကြီးလာစမ်း ဟုတဆက်တည်းအော်ခေါ်လိုက်သည်။လင်မြန်စွာဥပကြီးရောက်လာပြီးဦးစောမောင်ရှေ့တွင်ယိုယိုတေတေရက်လိုက်သည်။ဒီအခန်းကိုရှင်းထားလိုက်။ကျုပ်ပြန်လာချိန်မှာဓာရီဘာမှမတွေ့ကျင်ဘူး။ဦးစောမောင်ကနတ်ကုန်းနှင့်ဆိုင်းဝန်းကြီးကိုမင်းငေါ်ပြပြီးမခင်စောအားပြန်ဆောင်ရွေးမြမကြည့်တော့ပဲ။ခြေတံပြင်းပြင်းနှင်းကအခန်းတင်းမှထွက်ခွာသွားလေသည်။ဦးစောမောင်သည်မော်တော်ကားကိုဆန်းနိုးကအချိန်ပြင်းပြင်းမောင်းထွက်သွားလေ၏။မခင်စောသည်မလုံမချက်တွေ့တွေ့ကြီးရက်နေ၏။ ဦးကျော်မောင်ဒေါခင်စင်းတို့ဤရင်းနှင့်တင်းချာတမီးအရင်ဆိုဒီမှာဟုတ်မဟုတ်ပါလေသာဟုမခင်စောသည် သူ့ကိုယ်သူတန်တရာဖြစ်လိုက်မိသည်အင်းအမောင်တကအမောင်ဒီအမောင်အဆိုးဆုံးလို့ဆိုရိုးစကားရှိတယ်မဟုတ်လားမခင်စောတင်းချင်းခံပါကွယ်တထင်းမင်းအင်မတန်စိတ်ထိခိုက်ချိန်နေဖြစ်လို့ပြောမိပြောရတယ်ပြောသွားတာပါငါလည်းရိပ်မိနေတာကြာပေါ့မပြောမလို့တော့ တားဖနေရပြောစကားကိုအခန်းပြင်းမှအစာဆုံးကြားနေပြီးတော့ကိုပါကြီးက မခင်စောအားကျင်နာစွာဖြစ်သိမ့်လိုက်။နတ်ကမားလိုက်တာပေါ့ကိုပါကြီးရဲ့။ရှီမန်းမရှီမန်းဘသူမှလည်းအသေးရှာမသိ။ဘသူမှလည်းကောင်းကျိုးချမ်းသာမပေးဘူးတဲ့။ဒီ38မင်းဆိုတဲ့နတ်တွေကိုစားတဲ့ဖက်ရတာနဲ့တဲတဲမဲမဲယုံကြည်ကြတဲ့သူတွေဒီ38မင်းနတ်နဲ့ဂိုင်းပောက်ပြီးလူလိန်နတ်ကတော်တွေညာစားသမျှခံပြီးပြက်စီးကြတာတွေကိုကျမသိလို့ အစကတည်းကတတိပေးခဲ့တာဖေဖေရောမမေရောနားမထောင်ခဲ့ဘူးအခုတော့မစီမဆိုင် လက်ပံသားဓာတ်နဲ့ဆိုင်ဆိုတယ်လို့ကျမကြောင့်ဖြစ်ရတာလေကိုပါကြီးရဲ့မခင်စောကနာကြီးစွာပြောကတက်ခေါက်လာ၏စိတ်ကိုဖြေပါမခင်စောရဲ့တနေ့ကျရင်တော့သူတို့အမားကိုသူတို့မြင်လာကြလိမ့်မှာပေါ့ကိုပါကြီးကနကုံးဘော်ကပစ္စည်းတွေကိုတိမ့်ဆဲစူဆောင်းနေရမှာစကနေရန်ဆဲပြောလာ၏ ကိုပါကြီးဒီကတော်ပွဲကိုတနည်းအားတဲ့စုပုံနေရမှာဒီအုံဒီငပြောသီးတွေကိုမောက်တဲ့တွေဖောက်တဲ့ပြန်ပေးအောင်မှာကိုရဲ့လည်းပြောလိုက်မင်းညိနောက်နဲ့ရုပ်ကိုဆင်ပေါ်မှဆွဲချရင်ဘလို့လဲမင်းကလေးတို့ကိုကျင်ရတော့သူများအုပ်သွားပါမကောကိုရဲ့လည်းမတတ်မတားရေရွလိုက်သေး၏မခင်စောကားစကားတခုမှမပြောဘဲကိုပါကြီးလုံးသမ ्या ကိုကြည်နေလေ၏မခင်စောဒီနေ့ကြောင်းတက်အောင်မလားငိမ့်နေတော့မခင်စောအားကိုပါကြီးကမေးလိုက်၏ ချက်ယွန့်ခြင်းဖြင့်အိမ်ထဲမှအိမ်ပြင်ဖမ်းဝှက်ရှာမည်မထင်သောအတွေ့ဖြင့်မေးလိုက်ခြင်းဖြစ်သည် ကိုပါကြီးမေးလိုက်သောအထိပ္ပယ်ကိုလည်းမခင်စောကသိသည်တက်မယ်ကိုပါကြီးကျမငိုနေချက်နေအိမ်တွင်အောင်းနေလို့ရောအကြောင်းထူးမလားဒီမိဘပြုတ်မှုပုံနဲ့ကျမဘဝကိုကျမကိုယ်တိုင် ထိမ့်သိမ့်မှာဖြစ်မယ်ကျမပညာရေးကိုအပြည့်စည်ခံလို့မဖြစ်ဘူးဖြစ်သည်များအကြောင်းအကောင်းကြီးပေါ်ကိုပါကြီးကျမစိတ်ခိုင်ပါတယ် မခင်စောကတည်ငြိမ်သောအတန်ဖြင့်ပြောပြီးအခန်းတွင်းမှလှည့်ထွက်သွားလေသည်ကိုပါကြီးသည်မခင်စောအားနောက်မှမျက်စိတစ်စုံကြည့်လိုက်ပြီးနတ်ကောမပစ္စည်းများကိုလွတ်ရကြွရာတွားပြင်ရန်စူးစောင်းရှိနှောင်နေလေသည်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာမကြီးမဝင်းမြင့်ရေးသားသောဂမုံအင်းလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းသုံးအနေနဲ့စီစဉ်တဆက်ခြင်းကိုဒီမှရင်ခက်တာခဏဇနားထားခွင့်ပြုပါခင်ဗျာဒီနေ့မှာရှင်ပေပြီးဝင်ရောက်နားဆင်အားဖြည့်ပေးကြကြသူ ညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေကြပါစေခင်ဗျာ